2013-2014ပညာသင်နှစ်ဝိဇာသိပ္ပံဘာသာရေးအလိုက်ထူးထွန်ကျောင်းသားတွေရဲ့ပထမနှစ်သင်တန်းတွေကိုဒီဇင်ဘာလ9ရက်နေ့မှာရန်ကုန်နဲ့မန္တလေးတက္ကသိုလ်တို့မှာစတင်ဖွင့်လှစ်လိုက်ပါတယ်။အရင်ကဘာသာရေးတစ်ခုစီကိုကျောင်းသားကျောင်းသူ15ဦးနှုန်းနဲ့ရွေးချယ်ထားတဲ့ပြည်내နဲ့တိုင်းဒေသကြီးအသီးသီးကထူးထွန်ကျောင်းသား300ဦးစီဟာရန်ကုန်နဲ့မန္တလေးတက္ကသိုလ်တို့မှာစတင်တက်ရောက်ရတာဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်မှာ နှစ်ပေါင်း20ကျော်ကြာမှပထမနှစ်ကျောင်းသားကျောင်းသူတွေကိုတက်ရောက်ခွင့်ပြန်လည်ခွင့်ပြုတာဖြစ်ပြီးဒီလိုတက်ရောက်ရတဲ့အတွက်ကြောင့်ပျော်ရွှင်စည်းလုံးစွာစတင်ကြခဲ့ရတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့အခွင့်အသက်တွေကိုပြန်လည်ခန်းဆားရမှာဖြစ်တာကြောင့်ပျော်ရွှင်မိတယ်လို့ပထမနှစ်သင်တန်းကိုတက်ရောက်ခွင့်ရရှိတဲ့မညမင်းကပြောပါတယ်ရန်ကုန်နဲ့မန္တလေးတက္ကသိုလ်တို့မှာတက်ရောက်ပညာသင်ယူလို့တဲ့ကျောင်းသားကျောင်းသူတွေများပြားလာကြအောင်အခုပညာသင်ရတဲ့အတွက် ဘာသာရပ်တစ်ခုချင်းစီအလိုက်ထပ်မံတက်ရောက်ခွင့်ရမယ့်ចောင်းသားចောင်းသူတွေကိုတိုးမြှင့်ခေါ်ယူလျက်ရှိပါတယ်။အစကဘာသာရပ်တစ်ခုစီကိုចောင်းသားចောင်းသူ15ဦးသာလက်ခံခဲ့ပြီးမဲ့ထပ်မံလျှောက်ထားသူတွေညပြရာကြောင့်ဘာသာရပ်တစ်ခုစီကို90ဦးအထိတိုးမြှင့်ခေါ်ယူမယ်လို့သိရပါတယ်။ထမံလျှောက်ထားလို့သူတွေဟာ2013ခုနှစ်တက္ကသိုလ်ဝင်ွေစာမွေးပွဲမှာဘဲပါပါရဲနဲ့အောင်မြင်ခဲ့သည်ဖြစ်စေရမှတ်တွေကိုကန့်သတ်မှထားပဲစုစုပေါင်းရမှတ်အ ਨੇ အများပေါ်မူတည်ပြီးရွေးချယ်သွားမှာဖြစ်ပါတယ်။ ဝင်ခွင့်ရရှိပြီးတဲ့ចောင်းသားចောင်းသူတွေအနေနဲ့ထပ်မံလျှောက်ထားဖို့မလိုအပ်ပေဘာသာရဲ့ပြောင်းလဲလျှောက်ထားလိုပါကအစိမ့်ပညာဦးစီးဌာနအောက်မြန်မာပြည်မှာဒီဇင်ဘာလ9ရက်နေ့နောက်ဆုံးထားလျှောက်ထားနိုင်တယ်လို့သိရပါတယ်။